အခုမြမားတွေမြန်မာနိုင်ငံမှာဆိုရင်အဲစစ်ပွဲတွေဖြစ်ဖြစ်ပွားနေတယ်ပြည်ပခါတွေဖြစ်ပွားနေတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့တရားမျှတမှုအဲမရှိဘူးပေါ့နော်တရားမျှတမှုမရှိရတယ်ပြီးတော့အဲလက်ရှိဒိန်မိုင်းဆိုင်ရာကျူးလွန်မှုကိစ္စတွေ survivor case တွေအများကြီးဖြစ်ပွားနေပါတယ်ကျူးလွန်သူတွေကျူးလွန်သူတွေကိုလည်းအခုလက်ရှိမှာမြန်မာနိုင်ငံကတရားရေးရာမတည်ငြိမ်တဲ့အတွက်ကြောင့်မလို့တရားမျှတမှုမရှိတဲ့အတွက်ကြောင့်မလို့အဲကျူးလွန်တဲ့သူတွေကို တရားစွဲဆိုဥပဒေအရတရားစွဲဆိုနိုင်မှုဥပဒေအရအပြစ်ပေးနိုင်မှုမရှိမရှိဘဲနဲ့ဖြစ်နေပါတယ်အဲ့ဒါကိုကဘာကြီးအနေနဲ့ချင်းချင်းရှာရှာတိတိတာပါပို့ပြီးတော့မြင်လာစီချင်ပါတယ်အဲ့ဒီအတွက်ကျမတို့ကျူးလွန်ခံရသူတွေကအဲစိတ်နှလုံးတွေညှိုးနှံပျက်စီးရပါတယ်အဲ့ဒါကိုကဘာကြီးကသိရှိပြီးတော့အဲအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ မတို့ညှိုးနှံခဲ့ရတဲ့စိတ်နှလုံးတွေပျက်စီးခဲ့ရတဲ့နှလုံးသားတွေအဲ့အရာတွေကိုသိရှိပြီးတော့ကူညီပေးစေချင်ပါတယ်။